့ NLD စိုးရတဲ့အနေနဲ့ရှိပြီးသားရင်းမြစ်တွေကိုသုံးဆဲပြီးတော့ IT နည်းပညာနဲ့တင်ဇာတာမကုန်ပဲလုံနိုင်တဲ့ပညာရှင်တွေပို့ထွက်လာဖို့စီးပွားရေးနဲ့နိုင်ငံရေးတမ်းတွေကမျှော်လင့်နေပါတယ်ဒီသတင်းကိုဒေါ်လေးလေးမုံကပေးပို့ထားပါတယ်ခင်ဗျလက်ရှိမှာပြည်ရင်းသယံဇာတာကကုန်တလောက်ဖြစ်နေပေမဲ့ရှိပြီးသားအရင်းမြစ်တွေဖြစ်တဲ့ဟိုတယ်နဲ့ခီးသွလာမှုလုပ်ငန်းတွေဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေနဲ့မိခိုးမထွက်တဲ့စက်ယုံတွေလိုတင်စားနိုင်တဲ့ဤပညာလောကကိုအရင်တိုးတက်အောင်လုပ်နိုင်ဖို့လိုအပ်နေတာပါ။အဲဒီ entrepreneur ပေါ့နော်ဟိုဆုံးတီထွင်လုပ်ငန်းရှင်များစီးရင်းထဲမှာကိုကအာရှတိုက်မှာပါနေတဲ့လူတွေလူငယ်တွေရှိပါတယ်အဲ့လိုလူငယ်တွေကိုတွန်းအားပေးပြီးတော့ကျွန်တော်တို့ဒီ online internet တွေအသုံးချပြီးတော့စီးပွားရှာဖွေကြတာတွေတန်ရှင်းတဲ့ရိုးသားတဲ့နီလန်တွေပေါ့နော်ဆိုတော့ဆက်ဖြင့်မိကုံထွက်တဲ့ industry ကိုပို့ပြီးအအောင်ဆိုက်စီချင်ပါတယ်နောက်ဆိုရတဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးဟိုကျွန်တော်တို့ရှိပြီးသားရင်းမြစ်တွေကိုတုံးပြီးတော့ပြန်စားရမကုန်ဝင်တဲ့လုပ်လို့ရမယ်နီလန်လို့ကျွန်တော်တွေးမိတယ် အဲ့ဒါအပြင်အရင်ဆိုရလက်ထက်အထိနိုင်ငံရေးမှာအခက်အခဲတွေရှိနေတဲ့အပြင်အဓိကကြတဲ့စီးပွားရေးမှာလည်းစီမံခိုင်ခွဲနိုင်မှုအားနည်းခဲ့တာကြောင့်ဖြစ်ဖြစ်မြောက်မြောက်အောင်မြင်မှုနည်းခဲ့တယ်လို့လည်းပြောပါတယ်ကျွန်တော်တို့အမြင်ကတော့တကယ့်ကို effective ဖြစ်တဲ့ထိရောက်တဲ့စီမံခံခွဲနိုင်ငံတော်စီမံခံခွဲမှုစနစ်ကိုတော့မရနိုင်သေးဘူးပေါ့နော်ဒါလည်းခက်ခဲခြင်းတွေအကြောင်းရအများကြီးရှိမှာပါအဲ့တော့ပြောများများပြောကြတယ်လို့ပဲဝန်ကြီးဌာနတွေဖောင်းပွားနေတယ်ဒါလည်းမှန်ပါတယ် အဲ့တော့အဲ့ဒါလေးကိုကြည်ကြည်လေးလေးနဲ့ဖွဲ့စည်းပြီးတော့ထိထိရောက်လောက်ငန်းလေးတွေလုပ်ပြင်ကောင်းပါတယ်အခုကျွန်တော်တို့အပြင်အမြင်နဲ့လုပ်ငန်းရှင်တွေစီပွားရေးလုပ်ငန်းတွေအမြင်ကတော့သူတို့ကသူတို့ဝန်ကြီးဌာနချင်းချင်းမှာ information share လုပ်မှတယ်မ share နိုင်တဲ့အခါကျတော့မမျှဝေနိုင်တဲ့အခါကျတော့ကျွန်တော်တို့မှာဝင်တော့ဝင်လို့လာပြီးတာမျိုးရှိပါတယ်ဒီဝန်ကြီးဌာနတွေကဝန်ထမ်းတွေအနေနဲ့တက်လာမဲ့အစိုးရအသစ်ပေါ်သတင်းမှန်မှန်ကန်ကန်ပေးဖို့အရေးကြီးတယ်လို့လည်းနိုင်ငံရေးလှိလာသုံးသက်သူတယောက်ကဆိုပါတယ်မြန်မာနိုင်ငံမှာခေါင်းကခေါင်းအသစ်ကိုကကိုအဟား ဆိုတော့ခုနပြောတဲ့ကိုအဟောင်းထဲမှာယိုယွင်းပြက်စီးနေတာတွေကရှိနေပြီအဲ့တော့ယိုယွင်းပြက်စီးနေတဲ့ဥစ္စာတွေကနေပြီးတော့ဒီဒီပို့မယ်သွေးရနေပို့မယ်ခေါင်းထဲမှာရှိတဲ့ဥနှုတ်ရှိကိုတွားရမယ်သွေးရသွေးအသက်နေတွားရမယ်နေရာမှာသွေးညစ်တွေသွေးဘုတ်တွေပါလာခဲ့မယ်ဆိုလို့ရှိရင်ဒီခန့်ဒီခေါင်းကြီးနဲ့ဒီခန္ဓာကြီးအတွဲကြီးကမြင်မှာမဟုတ်ဘူး အဲ့ဒီလိုနိုင်ငံရေးပြောင်းလဲမှုတွေတဆင်ချင်းသွားနိုင်ဖို့အတွက်ဘို့ဟိုချုပ်ကင်မှုစနစ်လျှော့ချဖို့ကိုလည်းအစိုးရတစ်လက်ထက်မှာလိုအပ်နေပါတယ်။အင်းချက်လက်ဒီမှန်ကန်အောင်ရရှိဖို့တို့နောက်တစ်ခါကျွန်တော်တို့ဒီလုပ်ငန်းစဉ် process မှန်ကန်ဖို့တို့ဘာလို့ဆိုတာကဒါတက်လာတဲ့အစိုးရအသက်အနေနဲ့ဟိုလက်ရှိဒီဘီယိုကရေစီရန်ရဲမှာလုပ်နေတဲ့ပုံစံတွေနဲ့လည်းပူပေါင်းနိုင်အောင်ဆွဲဆောင်နိုင်တဲ့စွမ်းအားရှိမှာနောက်တစ်ခါကိုယ့်ဘက်ကတတ်တတ်တရင်ချက်လက်ပြင်ပ ဟိုပါတီတို့ဘာလို့သူ့မှာရှိနေမယ်အဲ့ပါတီကနေပြီးတော့သတင်းချက်လက်မှန်မှန်ကန်ကန်ရယူနိုင်မှာလူလူနဲ့ပို့ပြီးတော့ထိတွေ့နိုင်မှာဒါမှသူ့ရဲ့ process ကိုအောင်မြင်လုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လက်ရှိမတ်လ15ရက်နေ့မှာရွေးချယ်ခံရမယ့်သမရအနေနဲ့လဲကျိုးဆွဲခံသမရတဲ့ဒေါန်ဆန်းစုကြည်ချမှတ်ပေးတဲ့မူဝါဒပေါ်မှာကိုပိုင်ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူလဲဖြစ်ဖို့လိုတယ်လို့လဲစစ်ဖက်အရက်ဖက်အတိုင်းဝိုင်းကအကြံပြုထားပါတယ်ကျမလေးလေးမောင်ပါ